ဂျိုဆိုနှုတ်ခွန်းဆက်စကာပြောကြားခြင်းဖြစ်ပါတယ်ဂျိုဆိုနှုတ်ခွန်းဆက်စကာပြောကြားပေးပါရန် တမတော်ကာကွယ်ဦးစီးချုပ်ပို့ထုတ်မှုကြီးမင်းအွန်လိုင်းအားလေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ ီတော်သူသမရမြန်မာနိုင်ငံတော်ကြီးတို့ရှိစွာတိရခိုင်မြေးကြီးနဲ့နိုင်ငံသူနိုင်ငံသားများအားလုံးရဲ့ကောင်းမွန်ပြည့်စုံတဲ့အနာဂတ်ပုံဖော်ဆောင်နိုင်ရေးအတွက်ဆွေးနွေးချမှတ်ကြမယ်ပြည်တော်သူညီငယ်ညီလာခံ27ရာစု ပြည်လုံးအခမ်းအနားကြီးမှာအခုလုံးနှုတ်ခွန်းဆက်စကားပြောကြားခွင့်ရတဲ့အတွက်ဝမ်းမြောက်ဂရုပါကြောင်းဥစွာပြောကြားလိုပါတယ် အခမ်းအနားကိုတရားရာသူများအားလုံးနဲ့ပြည်တော်စုသားတိုင်းအသံညီကိုမောင်နှမများအားလုံးနှလုံးစေဝံအေးချမ်းကြပါစေကြောင်းနှုတ်ခွန်းဆက်တာအပ်ပါတယ်ကျွန်တော်တို့နိုင်ငံလွတ်လပ်ရရှိခဲ့တာဟာအခုဆိုရင်68နှစ်ကျော်ခဲ့ပြီဖြစ်လို့လူတတန်တစ်ခုနှီးပါတိုင်းရှိခဲ့ပြီဖြစ်ပါတယ်ဒုဒလည်းပဲအဲ့ဒီအချိန်ကာလနဲ့ညီမျှတဲ့ဒီကြီးအေးချမ်းမှုနဲ့ဖွံ့ဖိုးတိုးတက်မှု မရရှိသေးတာကိုလည်းတွေးမြင်ရမှာဖြစ်ပါဘူး။အကြောင်းရင်းကိုဆန်းစစ်ကြည့်မယ်ဆိုရင်ပြည်တွင်းညီညာရေးတနည်းအားဖြင့်တရန်တပြည်လုံးအတိုင်းအတာနဲ့တည်ငြိမ်အေးချမ်းမှုမရှိသေးတာဟာအဓိကကြတဲ့အကြောင်းအရာတည်းဖြစ်တယ်ဆိုတာငင်းကွယ်လို့မရတဲ့အရှိတရားပဲဖြစ်ပါတယ်။ဒီအတွက်လည်းပြည်တွင်းညီညာရေးရရှိဖို့ခေတ်ဆက်ဆက်နိုင်ငံခေါင်းဆောင်များကကျူပါဆောင်ရွက်ခဲ့ကြပါတယ်။ ချမ်းမှကျင်သွင်းခဲ့တဲ့မဟာဗျူဟာညီဗျူဟာတွေကိုပြားချမ်းညာကြတော်လည်းပဲဒီမျိုးသားလူခိုင်မာတဲ့စီလုံညွညွတ်မှုတိဆောက်နိုင်ရေးအတွက်အစဉ်တစက်ဥတီဂျူပန်လို့ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်အကြောင်းမျိုးမျိုးကြောင့်ပြည်ပြည်စုံနဲ့စုစည်းညွညွတ်မှုနဲ့တင်းငိအေးချမ်းမှုကိုမတိဆောက်နိုင်တော်လည်းပဲဖြစ်ကာလာလိုက်ငင်းချရဲနဲ့စီလုံညွညွတ်မှုတိဆောက်ရေးဂျူပန်မှုရလတ်မှတ်တိုင်များကတော့အတီးတီးဆက်ထူနိုင်ခဲ့ကြပါတယ် တနင်္ဂနွေတိုက်တာနဲ့ပြစ်ခတ်တိုက်ခိုက်မှုရန်စရေးစာချုပ် NC ကိုလက်မှတ်ရထုတ်နိုင်ခဲ့ခြင်းပြည်တော်စုညီညွတ်ရေးညီလာခံကြီးကျင်းပနိုင်ခဲ့ခြင်းနဲ့ဒီကနေ့အခမ်းအနားကြီးကျင်းပပြုလုပ်နိုင်ခြင်းတို့ဟာလည်းလက်ရှိရှောက်လန်းနေတဲ့ပါတီစုံဒီမိုကရေစီခေတ်ကာလထားဝရညီညွတ်ရေးဖော်ဆောင်နေမှုကြိုးစားအားထုတ်မှုများရဲ့အောင်မြင်မှုရလာများပဲဖြစ်ပါတယ် ိုင်ငံတော်ရဲ့ညီညာရေးနဲ့စီးလူညီညွတ်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာတက်မတော်နေနဲ့ခက်ဆက်ဆက်တက်ကြွကြပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ယုံကြည်ချက်ခံယူချက်နဲ့တဘောရာအမြင်တွေဘလောက်ပဲကွဲပြားနေပါစေညီညာရေးကိုမဖြစ်မနေရယူလူစိတ်ပေါ်အရင်ခံပြီးကျွန်တော်တို့ခိုင်ခိုင်မာမာရည်တည်လှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဆေးရဲ့နေထိုင်ရုံတွေ မငြင်းညာမှုရဲ့ဆိုးကျိုးတွေကိုပြန်ပန်းဆင်းရဲမှုတွေးချွေးအသက်ခန္ဓာပိဆိုင်မှုတွေဘဝတွေနဲ့ရင်းပြီးဓာတ်ရဲ့ခံစားရသူတွေကကျွန်တော်တို့တပ်မတော်သားများနဲ့တိုင်းရင်းသားတစ်နိုင်ငံညင်အောင်သားချင်းတွေပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့လက်ထက်မှာနေတိတံအဆုံးသတ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်ဒီလိုကန်းစီကြီးကိုကျွန်တော်တို့အားလို့ရဲ့စုစည်းညီညွတ်မှုစွမ်းအားနဲ့အောင်မြင်စွာအကောင့်ထဲပေါ်ဆောင်နေမယ်လို့လည်း အလေးနဲ့ယုံကြည်ပါတယ်ဒီအတွက်ကြောင့်တမတော် နေနဲ့ညဉ့်ဉင်းရေးကိုမဖြစ်မနေရယူလေစိတ်ပေါ်အရင်ခံပြီးခံခံမှမှရက်တီဆောင်ရွက်နေကြောင်းထပ်လောင်းပြောကြားလိုပါတယ်လက်ရှိမြို့သားပြန်လည်တင်းမြတ်ရေးနဲ့ညဉ့်ဉင်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ရမှာလဲတမတော်နေနဲ့ဒုတာဝန်ရေးသုံးပါပေါ်မှာအခြေခံပြီးနိုင်ငံရဲ့ပဂရိလိုပါချက်ဖြစ်တဲ့တည်ငြိမ်အေးချမ်းရေး ဒိုင်းနာစီရင်ညူညူရေးနဲ့ဖျဖျိုးတွတ်တဲ့ရေးမူဝါဒ300ပေါ်မှာရပ်တည်ပြီးအဖွဲ့အစည်းမျိုးစုံနဲ့လက်တွဲဘူပေါင်းပါဝင်လှုပ်ဆောင်နေတာဖြစ်ပါတယ်။တမတော်အနေနဲ့ဒီလိုငန်းရမြအောင်မြင်ဖို့အဆောင်ကုန်ဆောင်ရွက်သွားပါမယ်။ဖြစ်နေသည့်များအလုံးကိုလည်းညှိနှိုင်းဆောင်ရွက်သွားပါမယ်။တမတော်ရဲ့ငြိမ်းချမ်းမူဝါဒ6ရပ်ဟာဆိုရင်လေကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့အတိတ်သမိုင်းကြောင်းတလျှောက်မှာ တွေ့ကြုံသိမြင်ခံစားခဲ့ရတာတွေကိုလက်ရှိအခြေအနေနဲ့ရှင်းပြီးသုံးသပ်ဖော်ထုတ်ထားတာဖြစ်လို့နှဖက်စလုံးကလက်နာလှုပ်ဆောင်တဲ့အခြေခံအချက်အလက်များဖြစ်ပါဒီမူဝါဒတွေကိုနှူးနှက်ဖက်ပူပေါင်းလက်နာဆောင်ရွက်ခြင်းဖြင့်စစ်မှန်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိစေဖို့အထောက်အကူပြုတဲ့အပြင်မြို့သားပြည်နယ်တင်းမြတ်စီရေးနဲ့ငြိမ်းချမ်းလုပ်ငန်းစီများကိုလည်းပုံမူခိုင်မာအားကောင်းစေမှာဖြစ်ပါတယ် ယခုကျင်းပပြုလုပ်တဲ့ညီလာခံကြီးဖြစ်မလာဖို့အတွက်ဒီပုဂ္ဂိုလ်မျိုးစုံ အဖွဲ့အစည်းပေါင်းစုံတို့ဟာ အချိန်လူအားငွေကြေးများစွာတုံးဆွဲပြီးပြည်သူညှိနှိုင်းမှုဆွေးနွေးမှုတွေကိုပြည်တွင်းမှာရော ပြည်ပမှာပါကျင်းပများစွာလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်ဒီပုဂ္ဂိုလ်အဖွဲ့အစည်းတည်တည်ရဲ့မတူကွဲပြားချမ်းသာတဲ့ရည်ရည်ချက်များတဘောရအမြင်များနဲ့လူလားကျဆန္ဒများစွာတို့ကို အချင်းချင်းခါကောတွေ့ဆုံညှိနှိုင်းအဖြေချပြီးမှလက်ရှိအခြေအနေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အဖွဲ့အစည်းတည်တည်မှာတတ်မှတ်ထားတဲ့ရည်မှန်းချက်ချမှတ်ထားတဲ့မူဝါဒယက်တီချက်တွေရှိကြမှာပဲဖြစ်ပါတယ်။ဒါတွေကိုလက်တွေ့ကောလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်ရမှာ စန္ဒနဲ့ဘဝတထာတိမကြနိုင်တာလည်းရှိပါလိမ့်မယ်။ဒီခါမှာဖက်တန်းခဲ့ရတဲ့တမိုင်းကြောင် ရင်ဆိုင်ဖြည့်ရှင်းခဲ့ရတဲ့အတွေ့အကြုံများနိုင်ငံရေးဇယက်လက္ခဏာများ ပြောင်းလဲနေတဲ့ပထဝီနိုင်ငံရေးအခြေအနေများဒေသတွင်းနဲ့နိုင်ငံတကာရေးရာ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေပေါ်မူတည်ပြီးဖြစ်နိုင်တာဖြစ်သည့်ဖြစ်ထက်တာတွေကို မှန်မှန်ကန်ကန်သုံးသပ်လွတ်ဆောင်သွားကြဖို့အကြံပြုတိုက်တွန်းလိုပါတယ်ကျွန်တော်တို့နိုင်ငံဟာပါတီစိုဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ်ခိုင်မာစွာထူထောင်နိုင်ဖို့ ဒီမိုကရေစီရင်ကျိမှုနဲ့ကျင့်စဉ်တွေကို2010ပြည့်နှစ်ရွေးကောက်ပွဲပြီးကြတဲ့ကအချိန်ဟုန်နဲ့ဆောင်ရွက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ဗာတီဇိုဒီမိုကရေစီလမ်းကြောင်းကိုရှောင်လွှမ်းနိုင်ဖို့အတွက်2012ခုနှစ်မှာကတည်းကပြည်သူကရွေးချယ်တဲ့အစိုးရထံကိုစိတ္တရကြခွဲပြောင်းပေးရခဲ့ပါတယ်။အခုဆိုရင်ပရမငါးနှစ်သက်တမ်းကိုလွန်မြောက်လို့ဒုတိယငါးနှစ်သက်တမ်းကိုဆက်လက်ရှောင်လွှမ်းနေပြီဖြစ်ပါတယ်။ဒါကြောင့်လဲ လိုအပ်ချက်များကိုနိုင်ငံရေးလမ်းကြောင်းအရတနည်းအားဖြင့်အစိုးရလွှတ်တော်လမ်းကြောင်းများကသာဒီမိုကရေစီနည်းလမ်းတကျတောင်းဆိုယူကြရမှာဖြစ်ပါတယ်။ဒါပြင်ဒီမိုကရေစီရဲ့အခြေခံမူများဖြစ်တဲ့လူ့ရစွာပြောဆို권ရေးသား권စံတဖော်ထုတ်권အသင်းဖွဲ့များဖွဲ့စည်း권စတော်တွေကိုကြဲကြဲပြပြဆောင်ရွက်နေနိုင်ပြီဖြစ်ပါတယ်ဒီလိုဒီမိုကရေစီဒီနန်းတကြလောက်ကန်ဆောင်ရွက်နေနိုင်ပြီဖြစ်တဲ့အခြေအနေအခင်ခါမျိုးမှာ လက်နဲ့ဆွဲကင်ပြီးမိမိတို့လူကျင်တာကို တောင်းဆိုတာမျိုးလက်နဲ့ကင်လမ်းစဉ်ကိုဖက်တွယ်ပြီးလူမျိုးစွဲဒေသစွဲကြီးမားစွာနဲ့မိမိတို့ရဲ့ဆန္ဒကိုသာဦးစားပေးဖော်ဆောင်ဖန်တီးနေတာမျိုးတွေဟာဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာကိုအလေးနဲ့သတိပြုရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာယခုအခါမှာပါတီဆိုဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှာလောင်းနေပါတယ်။ဒီလမ်းကြောင်းဟာပြည်သူများရဲ့ဆန္ဒနဲ့ညီရွေးချယ်ရှာလောင်းနေခြင်းဖြစ်ပြီးဒီစနစ်ဟာ ီဒီငြိမ်ငြိမ်နဲ့ခိုင်ခိုင်မာမာရှိနေဖို့လိုပါတယ်ဒီမိုကရေစီကျင့်သုံးတဲ့ကမ္ဘာနိုင်ငံအချို့ရဲ့ဖြစ်ပေါ်မှုများပေါ်မှာသင်ကားစာရယူပြီးကျွန်တော်တို့နိုင်ငံဟာတည်ငြိမ်အေးချမ်းစွာနဲ့တိုက်ပြီးတိုးတက်အောင်ဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အနေနဲ့တိုင်းရင်းသားများရဲ့များနဲ့တိုင်းရင်းသားလက်လက်ကန်အဖွဲ့များရဲ့ဆိုးအိမ်ပူပန်မှုများကိုလည်းနားရပါတယ်ကျွန်တော်တို့အားလုံးရဲ့ဆန္ဒဟာတိုင်းရင်းသားပြည်သူအားလုံးအတွက်ညီညွတ်မျှတတဲ့ ူမှုစီးပွားဘဝလုံခြုံရေးနဲ့အာမခံချက်ရရှိရေးဟာအဓိကဖြစ်ပါတယ်။အေးချစွာနေထိုင်နိုင်ပြီးကောင်းမွန်စွာလုပ်ကွယ်ဆောင်ရွက်နိုင်ခြင်းဖြင့်မိမိဘဝတိုးတက်ရန်ဖြစ်ပါတယ်။ပြည်내ကြီးငယ်ဒေသကြီးငယ်လူ့ရွေနေများခြင်းနေခြင်းများခြင်းတန်ဆာတများခြင်းနေခြင်းစီးလူမှုစီးပွားကွာခြားခြင်းအပေါ်မှာအခြေခံမှုလုံးဝမပြုတ်လို့ပဲတိုင်းရင်းသားအလို့ညညွတ်မြတ်တာတဲ့အချိုးခံစားမှုရရှိစေဖို့ ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ကြွေးပြားခြာနှောင်းမှုမရှိဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကတော့အချိန်တော့ယူရပါလိမ့်မယ်။ညီမတို့လူလားချက်ကိုယင်းဤပွန်လွန်းစွာပြည့်စုံဆွေးနွေးခြင်းဖြင့်အပြေရှားကြပါလိမ့်မယ်။ဒီကနေ့ကျင်းပပြုလုပ်တဲ့ညီလာခံကြီးဟာလာဘောများစွာအချိန်ယူဆောင်ရွက်ခဲ့တဲ့ညှိနှိုင်းဆွေးနွေးမှုတွေပြည့်စုံမှုတွေနဲ့အချိန်ချင်းအပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ခြင်းရဲ့ရလာပဲဖြစ်ပါတယ်။အခုအချိန်ကာလမှာ ကျွန်တော်တို့ရဲ့အားသာချက်က2015ခုနှစ်ဒီဇင်ဘာလအတွင်းမှာပြည်တော်စုလွှတ်တော်ကကန့်ကွက်သူမရှိအတိပြုပေးနိုင်ခဲ့တဲ့တနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ရှိနေခြင်းပဲဖြစ်ပါတယ်။ဒီစာချုပ်မှာပါတဲ့အချက်အလက်အများစုဟာစာချုပ်ရေးဆွဲခဲ့တဲ့ကာလတလျှောက်အတူတကွပါဝင်ခဲ့ကြတဲ့တိုင်းရင်းသားအဖွဲ့အစည်းများရဲ့တောင်းဆိုချက်တွေကိုအဓိကအခြေခံထားရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်အခုပြန်လည်ကျင်းပတဲ့ပြည်တော်စုငင်းငယ်ရဲ့ညီလာကနေစစ်တေရာစုပင်လုံးနဲ့ဆက်လက်ကျင်းပမယ့်အစည်းအဝေးများမှာလေဒီ NC ကိုပဲအခြေခံမူဖြစ်ဆက်လက်ထားရှိဆောင်ရွက်သွားဖို့လိုအပ်ကြောင်းပြောကြားလိုပါတယ်။ဒါ့အပြင်ငင်းငယ်လုပ်ငန်းစဉ်တွေကိုအကောင့်ထဲဖော်ရမှာနိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုရဲ့အကျိုးစီးပွားကိုထားဝစီရှေ့ရှုပြီးစိတ်စေတနာထက်သက်တန်တန်နဲ့အချင်းတို့တွင်အကောင့်ထဲဖော်ချဖို့အကြံပြုလိုပါတယ်။ ညဉ့်ဉဲလုပ်ငန်းစီများမှာလိုအပ်တာတွေပိုးပြီးအချိန်ကြာလာရင်လဲဘေးပြောကားတွေဝန်ရဆွတ်ဖို့မှုတွေကြိုးကင်ချဲလဲဒိုတာတွေပုံမလာနိုင်ပြီးရှင်စွဲယုံကြည်မှုတိဆောက်ထားပြီးသားအရာများ ပြက်ပြက်သွားနိုင်ခြင်းပိုးတိုက်မှုများပြားလာနိုင်ခြင်းတို့ကြောင့်အခုလိုအကြံပြုပြောကြားခြင်းဖြစ်ပါတယ်ဒီညီလာခံအတွင်းမှာရောက်ရှိနေကြတဲ့ကျွန်တော်တို့ဒုတိယရဲ့တာဝန်ဟာအလွန်ကြီးမားလှပါတယ်ကျွန်တော်တို့ပေါ်တဏ္ဍာန်ကံလို့ရမျှော်လင့်ချက်ဟာလေ မြင်မှလှပါတယ်အမျိုးသားပြည်နယ်တင့်မြရေးနဲ့ငင်းကြဲလုပ်ငန်းစီများဆောင်ရွက်ရမှာလူမျိုးစွဲဒေသစွဲအယူပါဒါစွဲစတဲ့အစွဲလမ်းများကင်းရှင်းစွာနဲ့အောင်မြင်ပြမြောက်သည့်အထိတော်ဝင်ဆွဲကြသူများအဖြစ် ပြည်သူတို့ကအတိမတ်ပြုခံထားရသူများလည်းဖြစ်ပါတယ်ပြည်သူဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့ကျွန်တော်တို့ဟာအပြန်အလှန်ယုံကြည်မှုတိစောက်ပြီးသာဝရညီညာကိုရရှိစေနိုင်မဲ့ သဘောတူညီမှုတွေကိုဆွေးနွေးညှိနှိုင်းရရှိနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။တိုင်းပြည်ရဲ့အားဟာပြည်တွင်းမှာသာရှိပါတယ်။ကျွန်တော်တို့တိုင်းရင်းသားအားလုံးဟာညီရင်းအကိုများဖြစ်ကြတဲ့အတွက်မူတူကွဲပြားမှုတွေကိုပြည်တော်သူစိတ်ဓာတ်ပေါ်မှာအခြေခံပြီးညှိနှိုင်းအဖြေရှာသွားကြမှာဖြစ်ပါတယ်။ဆိုရင်မူနဲ့တရားစီများကိုယုံကြည်မှုတည်ဆောက်ခြင်းဖြင့်ဖျက်ရှားသွားနိုင်မှုလည်းကျွန်တော်ယုံကြည်ပါတယ်။မြို့သားပြည်နယ်တင်းမြေကြီးနဲ့ ညဉ့်ညားရေးလုပ်ငန်းစဉ်များအောင်မြင်စွာအကောင့်ထည့်ဖို့ဆောင်ရွက်နေဖို့အတွက်အဓိကနှလုံးသွင်းကြရမယ်အချက်နှစ်ချက်ကတော့ဒိုင်းဒါစီတိုညွညွေးမဟာဗျူဟာကိုမျက်ချင်မပြကျင့်သုံးခြင်းနဲ့သာဝရညဉ့်ညားရေးရောက်ရရန်အတွက်အမှန်တကယ်ဆန္ဒရှိခြင်းတို့ပဲဖြစ်ပါကြောင်းပြောကြရင်ဒီကုန်းချုပ်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် ိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပေးပါတော့တမတော်ကာကွယ်ဦးစီးချုပ်အားအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးအခမ်းအနား